နိုင်ငံရေးပညာပေးဇလန်တို့တပုတ်ကိုရှိုက်ကူခဲ့ကြလို့လူပြောများနေတဲ့နေတိုပါဝင်တခြားသောနာမည်ကြီးမင်းသားမင်းသမီးများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာအင်တာနက်ပေါ်မှာမိဘပြည်သူတွေချပွဲဆုနေတာကတော့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုရှိုက်ကူပြသထားတဲ့ပညာပေးဇလန်တို့မှာပါဝင်တရုတ်ဆောင်ခဲ့ကြတဲ့နာမည်ကြီးမင်းသားမင်းသမီးတွေပါ အခုဆိုရင်မြန်မာနိုင်ငံမှာရွေးကောက်ပွဲတွေကျင်းပတော့မှာဖြစ်ပြီးအစိုးရဖွဲ့စည်းတွေကလည်းကိုစီမဲဆွယ်လို့နေတဲ့အချိန်မှာအစိုးရပညာပေးဆက်လက်တူကိုမြဝတီမြမရုပ်တံမှာတရားဝင်ထုတ်လွှင့်ပြသနေရရှိပါတယ်။ ခေတ်သမိုင်းကိုဒုံးဆိုင်မြစ်သူများလို့အမည်ရတဲ့ဒီဇန်လန်တို့မှာတော့မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့နေတုံမြင့်မြတ်အေးချမ်းမောင်နေဝင်ဦးအောင်ခိုင်တို့နဲ့အတူမင်းသမီးမေမြင့်မုံချူလေးနောက်ပြီးတော့ဟာတာတရုတ်ဆောင်တွေဖြစ်ကြတဲ့တွန်လန်စူပါလင်းနဲ့တခြားသောတရုတ်ဆောင်ပေါင်းများစွာပါဝင်ရိုက်ကူးခဲ့ကြပါတယ်။ အဆိုပါပညာပေးဇလန်းတွေကိုရိုက်ကူးခဲ့ကြတဲ့နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့တခြားပါဝင်နေတဲ့တရုတ်ဆောင်တွေအားလုံးကအခုတော့မြန်မာနိုင်ငံမှာနှချမ်းကွဲနေတဲ့မိဘပြည်သူပြည်သက်တွေကြားမှာပွဲဆောင်နေပါပြီ။ခေတ်သမိုင်းကိုဒုံဆိုင်မိသူများတို့အမြင်ရတဲ့ပညာပေးဆန္ဒတူလေးကတော့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေအားလုံးနဲ့ပတ်သက်လို့နှီးနွယ်နေပြီးတော့ရှိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇလန်တို့မှာပအဝင်နဲ့စောင့်ဝင်ခံနေအောင်နိုင်ငံရေးနဲ့ပတ်သက်လို့အတီလင်းဆက်နွေးနေပေမယ့်ပြည်သူလူထုကြမှာတော့ပြောစရာဖြစ်နေပါတယ်။ဒီလိုမျိုးပညာရေးခေါင်းစဉ်တက်ပြီးတော့မင်းသားမင်းသမီးတွေကြမှာပြည်သက်တွေကတော်တော်လေးပြားများနေကြတာပါ။ပြားများတယ်လို့ဆိုရတဲ့ကူနှစ်ဖက်အကြမ်းမှာပွဲစုသွားခဲ့တယ်လို့ဆိုရမှာပါ။ပြည်သူချင်းမင်းသားမင်းသမီးတွေကဒီလိုမျိုးစကားမှာပအဝင်တရုတ်ဆောင်ပေးကြတာကိုမြင်ရတဲ့အတွက်ပြည်သက်တွေအနေနဲ့ကတော့တကယ်ကိုစိတ်ပြတ်သွားခဲ့တဲ့သူတွေတောင်ရှိနေပါတယ်။ ဒီလိုမျိုးမြန်မာနိုင်ငံရဲ့ထိတ်တန့်နုပညာရှင်တွေဖြစ်ကြတဲ့နေတိုမြင့်မြတ်ပါဝင်ကျန်တဲ့မင်းသားမင်းသမီးတွေအနေနဲ့အခုလိုမျိုးပညာပေးရုပ်ရှင်စကားရှိုက်ကူခင်တာကြောင့်တချို့သောပြည်သက်တွေကတော့အမြင်မကြည့်ကြပါဘူးမြန်မာနိုင်ငံမှာခံယူချက်တွေမတူတဲ့ပြည်သက်တွေကဒီလိုနုပညာရှင်တွေကိုပြင်းပြင်းထန်ထန်ထောက်ပြနေကြတာဖြစ်ပါတယ်ဒါပေမဲ့ဆိုးရွားကိုထောက်ခံတဲ့ပြည်သက်တွေကတော့ဒါမှပြည်သူနုပညာရှင်စစ်စစ်ဆိုပြီးချီးကျူးကြပြန်ပါတယ်ပြည်သက်ကြီးတို့ကရောဘလို့မြင်ကြလဲဆိုတာပြောပြပေးခဲ့ကြပါဦးရှင်